ဆော့ကောပရိသတ်များလို့မဲမင်္ဂလာပါခင်ဗျအခုပြသနေတဲ့အစီအစဉ်လေးကတော့ wise back ကနေပြီးမှအဓိကကူညီပံ့ပိုးပေးထားဖြစ်ပါတယ်ဆော့ကောပရိသတ်တွေကဒါဘောလုံးအားကစားနဲ့ရင်ခုန်ခြင်းနဲ့ပရိသတ်တွေရှင်တော့ဒါ wise back မှာတမျိုးကြထိုးခွက်စမ်းနေအစုံလင်ပါဝင်ဒါ odd academy ရှိတဲ့မောင်းတွေတွေနောက်တဲ့ e-sport တွေ cyber game တွေကို soccer house mn ဒါမှမဟုတ်ကျွန်တော်ဒါ soccer house promo code နဲ့အတူအကောင့်တစ်ဖွင့်ပြီးမှကစားနိုင်ပါတယ်ပထမဆုံးတွင်းငွေအတွက်ဒါအများဆုံးဒေါ်လာ130 နဲ့ညီမျှတဲ့ဒါမြန်မာငွေရရှိနိုင်မဲ့အစီအစဉ်လေးရှိတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ဒါသတင်းကောင်းပါချင်ပါတယ်။ငွေသွင်းငွေထုတ်အတွက်ကိုလည်းဒါစစ်တန်တွေကနှစ်သက်ရာပေးမဲ့အမျိုးအစားဒါမှမဟုတ်တက်ဆိုင်ရာအီဂျင်ကနေဒီမှာတစ်စက်လင်းမြန်လွယ်ကူလုံခြုံစွာငွေသွင်းငွေထုတ်နိုင်ပါတယ်။ဒါပြင်အခါအားလျော်စွာရှိတဲ့ promotion အစီအစဉ်တွေကနေကန်ထူးနိုင်တဲ့အစီအစဉ်တွေရှိတဲ့အကြောင်းကိုလည်းသတင်းကောင်းပါချင်ပါတယ်။ကျွန်တော်ဒါ promo code ကိုတော့ဒီ video ရဲ့ comments box မှာလည်းပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ စောကောင်းပြည်သက်များအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဥရောပတလွာပွဲကြီးပွဲကောင်းတွေလည်းဒါအများကြီးကစားဖို့ရှိပါတယ်။ဒါပေမဲ့လောလောဆယ်မှာဟော့ဖြစ်နေတဲ့သတင်းတစ်ပုဒ်ကတော့ယာတီကိုရင်ရှာဗီအလွန်ဆိုကလီဗာပူးစင်အသင်းကနေထွက်တော်မယ်။တဆက်တည်းမှာပဲရီယယ်နီပြတိအဖြစ်ရှာဗီအလွန်ဆိုကိုမြင်ရမယ်ဆိုတဲ့သတင်းတွေကလည်းဒါတော်တော်ကြီးကိုဟော့ဖြစ်နေတယ်။တကယ်လည်းဒါရီယယ်နီပြတိဖြစ်ရှာဗီအလွန်ဆိုကိုဒါမြင်ရဖို့တော့တေချာသလောက်ရှိပါပြီ။နှစ်ဖက်အသင်းကနေဒါအတီးပြုတ်ဖို့ပဲ ကျန်တော့တယ်လို့ဒါယူဆရပါတယ်ဒီအခြေအနေနဲ့ပတ်သက်ပြီးပေါ့နော်ဒါရှာပြေလုံးဆိုတဲ့သတင်းနဲ့ပတ်သက်ပြီးတော့မှကျွန်တော်နဲ့တူဒါစီတူကသုံးသက်တင်ဆက်ပေးဖို့ရှိပါတယ်ခင်ဗျာစီတူရဲ့မင်္ဂလာပါညီမင်္ဂလာပါကိုအဲရှာပြေလုံးဆိုလေဘောက်ကိုစင်ကနေထွက်မယ်ဆိုတဲ့သတင်းကတော့အတီးပြူသွားပြီပေါ့လေအဲတကယ်တော့ဒါအလွန်ဆိုပါ Real Madrid ကိုရောက်မယ်ဆိုတဲ့သတင်းတွေကတော့ဟိုးရင်ကတည်းကတော်တော်လေးကိုဟော့ဖြစ်နေတဲ့အခြေအနေရှိပါတယ်။ဒါပေမဲ့ဒီတက်ဆိုင်ရာအသင်းတွေရောနောက်ထပ်တက်ဆိုင်ရာလူပုတ်ကိုတိုးချင်းစီကရော ဒီအခြေအနေတွေကိုသတင်းထုတ်ပြန်တဲ့နေရာမှာထင်းထင်းသိမ့်သိမ့်နဲ့ပဲထုတ်ပြန်နေလို့ဒါကကိုကတော့ယူဆတယ်။ Liverpool စင်ကပထမဆုံးဒါထွက်လာခဲ့တဲ့သတင်းမှဆိုရင် Liverpool စင်အားကစား Director Todd Bowler ကယာစီကုန်ရင်အလွန်ဆိုးနဲ့လမ်းခွဲဖို့အတွက်သူတို့ ဆွေးနွေးနေတဲ့သဘောတူညီမှုတွေယူဖို့နီးစပ်နေပြီဆိုပြီးမှစတဲ့တင်ထွက်လာတယ်ဒါကတော့လွန်ခဲ့တဲ့အဲတပတ်၁၀ရက်လောက်ကပေါ့အဲ့ရနေတဆင့်ဒါလီဗာပူးစင်ဟာဘူဒက်စတီကာချန်ပီယံလမ်းကြောင်းမှာမရှိတော့တဲ့အခြေအနေမှာကတော့ဒါဘယ်လိုပြောမလဲဒီလီဗာပူးစင်ကနေအလွန်ဆိုနှုတ်ထွက်တော့မယ်ဆိုတဲ့သတင်းကိုအတီးပြုတ်လိုက်တယ်အခုကတော့ဒါအလွန်ဆိုကရာသီကိုရင်နှုတ်ထွက်ဖို့တည်ကြွားပြီဆိုတော့ဒါရီယဲကိုရောက်ဖို့လဲရာလုံးတော်တော်လေးများသွားပါဒီအခြေအနေပေါ်စစ်သူဘယ်လိုမြင်မိလဲမသိဘူးကြီးဟုတ်ကဲ့ကို အဲဒီအလွန်ဆိုအတီးပြုတ်လိုက်တယ်ပေါ့နော် level ကိုစင်ကနေထွက်ခွာတော့မယ်ဆိုတဲ့အကြောင်းပြီးတော့ဒီ Twitter မှာ tweet လုပ်တာကိုတွေ့ရတယ်အဲ့တော့အဲ့ tweet ကအဲကျွန်တော်အရင်မြစ်ကိုတော့ message ကြည့်ရသေးဘူးပေါ့နော် tweet တော့ကျွန်တော်မြင်လိုက်တယ်ပေါ့လေအဲ February 0 Romano စီမှာတင်တယ်အဲ့တော့ဒီအချက်ရှိတယ်အဲ့တော့သိကြတဲ့သူထွက်ခွာပြီထွက်ခွာ ပေမဲ့ Real Madrid ရောက်မယ်လို့တော့အတီးပြုတ်တဲ့ရင်မထွက်သေးဘူး Real လည်း Xavi Alonso ခေါ်မယ်လို့အတီးပြုတ်တဲ့မထွက်သေးဘူးပြီးတော့ Ancelotti လမ်းခွဲမယ်ဆိုတဲ့အတီးပြုတ်တဲ့ရင်ကလည်းလောက100%ကျွန်တော်တို့မြင်တွေ့ရခြင်းမရှိသေးဘူးဒါပေမဲ့အတီးပြုတ်တဲ့ရင်မထွက်သေးရပဲရှိပြီးတော့ကျွန်တော်တို့အကုန်လုံးကဒီတဲ့ရင်ကယုံကြည်စိတ်ချရပြီလို့သတ်မှတ်ရတော့တဲ့အထိခိုက်မှနေရေပေါ့နော်ပြီးတော့ဒီ Spain ဘောလုံးကျွမ်းကျင်သူ ကလန်ဘလာကေကလည်းဒီအကြောင်းကိုသူရေးသားထားတယ်ပေါ့လေသူရေးသားထားတဲ့အခါမှာယာဒီကုံရင်အလွန်ဆိုကလီဗာကူဆင်အသင်းကနေထွက်ခွာပြီးတော့ရီယယ်မက်ဒရစ်အသင်းကိုရောက်ရှိမယ်ဆိုပြီးတော့ကလန်ဘလာကေပြောတာကိုတွေ့ရတယ်အဲ့တော့ကျွန်တော်အားလုံးအချုပ်ကြည့်မယ်ဆိုရင်တော့အမ်တော်တော်လေးအတီးပြူတီမပြူသေးရပဲရှိပြီရောက်ဖို့သေးတာလောက်ဖြစ်နေပြီကျွန်တော်လန်ဆနာအာနိုရဲ့ဒီအပြောင်းရွှေ့လို့ပေါ့နော်လန်ဆနာအာနိုလီဗာပူးနဲ့အဲဒီလက်ပေါက်မှာဆက်မရှိတော့ဘူးဆိုတာတေချာတယ်သူကျင်ညာလိုက်တယ်ဒါပေမဲ့ရီယယ်သွားမယ်လို့တော့သူမပြောထားသေးဘူးဒါပေမဲ့ reliable ရောက်ဖို့များနေဆိုတဲ့သဘောတရားမျိုးလို့ကျွန်တော်တို့မြင်တယ်ပြီးတော့နောက်ထပ်အဲကျွန်တော်အသေးစိတ်ထပ်ပြီးခွဲရရင်မနစ်တော့ကလည်းဒီလိုသတင်းတွေ track ခဲ့မှုတယ်ဒါပေမဲ့မနစ်တော့က track ခဲ့တဲ့အဲသတင်းထက်အခုကပို့ပြီးတော့ခိုင်မာသွားပြီတော်တော်ကြီးကိုခိုင်မာသွားပြီမနစ်တော့ကဆိုရင်လွန်ဆိုကအခုတည်းကပိုအောင်မြင်တဲ့အရာဒီအခုကိုဂိုင်းတွယ်နေရပါတော့ အလားတူလမ်းကြောင်းပေါ်မှာရှိတယ်။ဒါပေမဲ့အဲသူတို့ Liverpool အသင်းကိုဒီဦးစားပေးပြီးတော့ Liverpool အသင်းမှာပဲဆက်ရှိမယ်ဆိုပြီးပွဲစဉ်၄ပွဲ၅ပွဲလောက်ကျင်တဲ့အချိန်မှာသူတီလင်းပြောလိုက်တယ်ပေါ့နော်။သူ့အသင်းကိုပို့ပြီးတော့စူးစီးအောင် commit လုပ်လိုက်တဲ့သဘောမျိုးပေါ့နော်။အဲ့တော့ Real Madrid အပြီးတော့ Liverpool Bayern Munich တို့ရဲ့သတင်းကိုညင်းပိုင်လိုက်တာပေါ့လေ။ဒါပေမဲ့ဒီမှာတော့အဲသူ Real ကိုပြောင်းရွှေ့ဖို့အတွက် ဖြစ်လာခဲ့ပြီပြောမဆိုသူ့အနေနဲ့ real ကိုပိုပြောင်းခြင်းတယ်လို့ပြောလို့ရတယ်ဘာလို့လဲဆိုတော့မနစ်တော့ငါအခြေအနေအရဆိုရင်သူက liverpool သို့မဟုတ် bayern munich ကိုသွားဖို့ဖြစ်နိုင်ချေတော်တော်လေးများခဲ့တယ်အဲ့တော့ အဲသူအဲ့ဒီ option တွေကို store လုပ်ထားပြီးတော့အခုအချိန်မှာတော့အဲဒီအပြည့်အဝသုံးချမယ်အခုရောက်ရှိမဲ့အတန်ရ real metric ဖြစ်ဖို့အတွက်ရာခိုင်နှုန်း immediate ညာသွားပြီဖြစ်ပါတယ်ပို့ဒါပေမဲ့ဟိုအခုဒါအနည်းဆက်ဆုံးဘာနဲ့သွားသူလဲဆို Kylian Mbappé ရဲ့အပြောင်းရွှေ့ပေါ့လေဒီ Kylian Mbappé က PSG တင်းဒါပြီးခဲ့တဲ့ရာသီက Champions League အချို့ဘိုးလူပွဲမှာ Dortmund ကိုရှုံးပြီးထွက်လာရတဲ့အချိန်မှာဒါ real ကိုဟို ဘယ်လိုပြောရီးရဲသွားမယ်ဆိုတဲ့တည်နေတော့မထွက်သေးဘူးပေါ့လေ PSG ကနေရာဒီကိုရင် Kylian Mbappe ထွက်မယ်အဲ့ရနေတဆင့်ချင်းတဆင့်ချင်းပြပြီးတော့နောက်ဆုံးတော့ဒီအားလုံးမျောလင့်ထားတဲ့အတိုင်းပဲ Kylian Mbappe ရီးရဲကိုရောက်သွားခဲ့တယ်အခုဒါလက်ရှိမှာလည်းဒါ Xavi Alonso ကလည်းရီးရဲနှိပြတိဖြစ်ဖြစ်လာဖို့ကတော့ဒါအချိန်ပိုင်းခြားတစ်ခုပဲလုံမယ်လို့တော့ထင်ပါတယ်ဒီအချိန်ပိုင်းခြားလည်းတိတ်တော့ ဟိုမဝေးလောက်ဘူးထင်ပါဘာကြောင့်မလဲဆိုတော့လာမယ့်နေရာဒီမှာကကမ္ဘာကလပ်ချန်ပီယံရှစ်ပြိုင်ပွဲရှိတယ်အဲ့ဒီပြိုင်ပွဲကိုဒါရှာဗီအလွန်ဆိုနီးပြရမယ့်အနေအထားဖြစ်နေတဲ့အတွက်မကြခင်ရက်ပိုင်းမှာတော့ဒါ confirmation လုပ်မယ်လို့တော့ဒါအကူအယူဆပါတယ်အဲ့တော့လောလောဆယ်ပြောနေကြတဲ့အခြေအနေကဘာလဲဆိုတော့ဒီရှာဗီအလွန်ဆိုကို real metric ကိုရောက်ရင်343ပုံစံမျိုးနဲ့ကစားမယ်ချင်းကပ်မယ်ဒါတော့ဟိုမီဒီယာတွေကြားမှာအများနဲ့သူကြိုပြီးတော့မှသုံးသက်လေးရှိတဲ့အခြေအနေတစ်ခုပေါ့လေဒီအခြေအနေကိုစီတူကရောဘယ်လိုသုံးသက်ချင်လဲမသိဘူးညီ ဟုတ်ကဲ့ကိုအဲမီဒီယာတွေရဲ့ထုံးစံတိုင်းပေါ့နော်ဒီကျွန်တော်လည်းဒီ channel တွေလုတ်တယ်အခါမှာဒီလိုမျိုးပဲဒီတင်ပြပေးရတာပေါ့နော်အဲတရားလည်းဖြစ်နိုင်ခြင်းရှိတယ် option တွေကတခုဒါပေါ့ဒါပေါ့အဲဒီ option အ option အတိုင်းတော့ဖြစ်လာမယ်လို့ကျွန်တော်တို့ပြောလို့မရဘူးပေါ့လေဘာလို့လဲဆိုတော့အလွန်ဆိုတာဒီပုံစံတစ်ခုတည်းအဲတက်မြောက်တာတော့မဟုတ်ဘူးသူ့ရဲ့တမိုင်းချောင်းကိုကြည့်မယ်ဆိုရင်လည်းကျွန်တော်တို့ real society b အသင်းသူခိုင်တယ်တော့၄နဲ့3တက်3နဲ့၄3 3 3နဲ့ ပြီးတော့ Liverpool ဆင်တင်းသူစရောက်တဲ့အချိန်မှာအဲဒီ Liverpool ဆင်တင်းအဆင်ဆက်ခွန်ရောက်နေအမ်ပိုနယ်လီကာတန်းစစ်စုံလည်းရောက်နေအဲ့အသင်းဆွဲတင်အဲ့ဒီကြတယ်အဲ့ဆွဲတင်တဲ့အချိန်အနေမှာတော့သူဟာ၄နှစ်၃သုံးခဲ့၄နှစ်၃နှစ်သုံးခဲ့ပြီးတော့ Liverpool ဆင်အသင်းကိုယူပါလိဝင်ဝင်ရှောက်အောင်ဆွမ်းဆောင်နိုင်ခဲ့တယ်နောက်ရသည်ရတော့မှသူ့ရဲ့တနမဲ့ကျော်3-2နှစ်တက်ကစားကောက်ကိုစပြီးတော့အသက်သွင်းခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့အဲ့ဒီ3-2နှစ်တက်မှာကိုဒီ3-2နှစ်တက်ကသူ့ရဲ့ဒါဖော့ကစားကောက်လို့ဖြစ်နေတဲ့အချိန်မှာတော့မှ ၃၄နှစ်တုံးတယ်သူ၃၄၃၃နဲ့၃၅နှစ်၃နဲ့ပုံစံမျိုးမျိုးကိုသူကြောင်းပြီးတော့တုံးဆွဲတာအမြင်ရတယ်တီယာဒီမှာဆိုရင် ချန်ပီယံလိပွဲတွေမှာ၄နှစ်၃တစ်တို့၄၄နှစ်တို့၄၄နှစ်ဆိုရင်သူ double full back တွေတုံးတာမျိုးတွေကျွန်တော်အများကြီးတွေ့ရကျွန်တော်ဆိုလိုချင်တာကသူအနေနဲ့နီးကစားကွက်ပုံစံမျိုးစုံကိုသူကန်ကြွယ်တတ်တယ်အပြည့်တကယ်ထိတ်ဆုံးအဆင့်မှာလည်းသူကန်ကြွယ်ပြပြီးသားဖြစ်တယ်အဲ့တော့ Real Madrid လက်ရှိရှိနေတဲ့လူစည်ရင်နဲ့ပြီးတော့သူထောက်ဝယ်လို့ရနိုင်တဲ့လူစည်ရင်နဲ့ချိန်ညှိပြီးတော့သူရဲ့ ဒီကစားကွက်တစ်ခုကိုသွားမယ်လို့ယူဆတယ်ပေါ့နော်အဲ့တော့တခြားအသင်းလိုမျိုးဥပမာ Manchester United လိုအသင်းကိုဘွားကင်တာ3 back နဲ့တန်းပြီးတော့ပြောင်းပြီးတော့ကစားဖို့လုပ်တယ်ပေါ့နော်အဲ့လိုအခြေအနေနဲ့ Real Madrid ကကွာချားတယ်ဘာလို့လဲဆိုတော့ Real Madrid မှာရှိနေတဲ့ကစားသမားတွေကတကယ်တိတ်တိတ်ချေဒီ ego မြင့်တဲ့ဒီ Ballon d'Or လိုမျိုး level တွေကိုသူတို့မျော်လင့်တဲ့ Bellingham တို့ Kylian Mbappe တို့ Vinicius Junior တို့ဒီလိုကစားသမားတွေရှိတာပေါ့နော်အဲ့တော့သူရဲ့3-5-2 system မှာဆိုရင်တိုက်စစ်အတွက်နှစ်ရက်တည့်ရက်သုံးယောက် ပဲရှိတာပေါ့နော်အဲ့တော့ real မှာက fantasy four ရှိနေရအောင်လက်ရှိအချိန်မှာအဲ့ fantasy four mbappe ရယ် vinicius ရယ် bellingham ရယ် rodrigo ရယ်အဲ့ကျွန်တော်နောက်ထပ်အရင်အရင်မှာဆိုတာ andrick တို့အဲပြီးတော့ဒီ andrick ထည့်လို့ရတယ်ပြီးတော့ catagula ထည့်လို့ရတယ်ဒါ brian dias ရှိသေးတယ်ပေါ့နော်အစားရှိသေးတယ်ပေါ့နော်အဲ့တော့ brian dias ထည့်လို့ရတယ်တိုက်စစ်အရင်အမြင့်ကြီးကိုကျွန်တော်တို့၃ယောက်ထဲနဲ့ဆိုရင်တခြားအသင်းမှာတော့ maybe အရင်ကထိုင်ခိုင်းလိုက်တာမျိုးကမခက်ခဲပေမဲ့ real မှာကျတော့အဲ့လိုက်ကြီးက အဲဒီ Vinicius တို့လိုမျိုး Bellingham တို့လိုမျိုးအတွက်အဆင်မပြေဘူးတဲ့အခြေအနေတူပေါ့နော်အဲ့တော့ကျွန်တော်ဆိုလိုချင်တာကအဲ့လိုမျိုးအချက်တွေထည့်သွင်းစဉ်းစားကြရရှိသေးတာဖြစ်တဲ့အတွက်အဲ3 back ကတော့ option တွေတခုဖြစ်တဲ့ဒါပေမဲ့ကျွန်တော်တို့အလွန်ဆို3 back ကိုကိုင်းခဲ့တဲ့အတွက်ပို့ပြီးတော့နှီးဆက်တယ်ဆိုကျွန်တော်တို့သုံးသပ်လို့မရဘူးဘာလို့လဲဆိုတော့ Real Madrid ဖြစ်နေလို့ကျွန်တော်ကတော့ယူဆပါတယ် ဒါပေါ့ Oreo နဲ့တခြားသင်းတွေနဲ့မတူညီတာတခုကတော့နိဗျအနေနဲ့ရှင်းစွဲကစားသမားနဲ့လိုက်ဖက်မဲ့ဒီ formation ကိုလည်းဒါဦးစားပေးစဉ်းစားမဲ့အချက်တခုဖြစ်တာပေါ့လေဒါသူတူချင်းနဲ့ formation တခုကိုဦးစားပေးလို့တော့မရဘူးဒါကတော့ real ကဒီ real လို့အစင်လာကြီးတဲ့အတင်းတင်းတွေကတော့ဒီပြဿနာတော့ဒါရှိတယ်ပေါ့လေနောက်တစ်ခုကစီသူရဲ့ဒါအကိုတို့ဒါ real အကြောင်းပြောရင်အမြဲတမ်းလဲပြောပြကြပါတယ်သူ real concept အခြေအနေပေါ့လေ real concept ကဟို ပြုပြင်ပြောင်းလဲရွေးတည်လိုအပ်မှုအခြေအနေရှိတယ်။ဒီအခြေအနေမှာဒါရှာဗီအလွန်ဆုံနဲ့ဒါလိုက်ဖက်မဲ့ဒီခံစစ်အခြေအနေမရှိဘူးလို့ဥပမာတော့ယူဆတယ်မို့လို့ဒီအပြောင်းလဲဖြစ်လာနိုင်တဲ့အခြေအနေရောစီတူဘယ်လိုမြင်မိလဲမသိဘူးခံစစ်ပိုင်းပေါ့ခံစစ်ပိုင်းက Real Madrid လိုအပ်ချက်တော်တော်လေးကြီးနာတယ်ပေါ့နော်အဲ့တော့အကြီးစားပြောင်းလဲမှုလုပ်မယ်လို့လည်းကျွန်တော်ယူဆတယ်ပြီးတော့အလွန်ဆိုရောက်ရှိလာခြင်းနဲ့အတူကောင်းပုံွားရဲ့လမ်းကြောင်းတစ်ခုကတော့ဒါ Liverpool အသင်းမှာအလွန်ဆိုနဲ့အတူလက်တွဲခဲ့တဲ့ Liverpool အသင်းကောင်းဆောင် Jonathan Tah ဒီရဒီမှာသူတို့တော့ကော်ပြီးသူလည်း Leverkusen တင်းနဲ့လမ်းခွဲမယ်အဲ့တော့သူ့ကိုခေါ်ယူလိုက်မယ်ဆိုရင်ဒါအရာအလုံးတို့တော်တော်လေးအဆင်ပြေသွားတဲ့အနေအထားတစ်ခုဖြစ်မယ်ပေါ့နော်အဲ့တော့ကျွန်တော်အဲ့ပြောင်းရွှေ့ဒီဂျာဘောက်ဖြစ်မယ်အနေအထားပေါ့နော်အဲ့လိုတော့ကျွန်တော်မြင်မိတယ်ပြီးတော့အဲဒီ Real ကဒီဂျာဘောက်လိုနေတာက full back တွေပေါ့နော် full back တွေမှာ Lesnar အန်ဒူကအဲ့လိုပြောင်းရွှေ့ခြင်းနဲ့ရောက်ရှိလာပြီးတော့ဒီ ပဲနောက်ခံလို့ရရပေါ့လေအဲ့တော့ဖာလန်မန်ဒီကံရမကြာခဏရလာပြီးတော့ခြေစွမ်းလဲကြလာတယ်အပြီးတော့ဖရန်ကာစီယာကတော့လွန်လောက်တဲ့ဆွမ်းဆောင်မရှိသေးဘူးပေါ့နော်အမ်ရှိလာဖို့လည်းမလွယ်ဘူးသူ့ရဲ့ potential ကျွန်တော်အများကြီးမမြင်ဘူးအဲ့တော့အမ်ပဲနောက်ခံကစားသမားတယောက်တစ်ခေါ်ဖို့ရှိနေတယ်လို့ကျွန်တော်ယူဆတယ်အဲ့တော့အဲ့ဒီအခြေအနေမှာလက်ရှိနောက်ပိုင်းမှာသတင်းတွေတော့ရှော့ထွက်နေတယ်မျိုးမျိုးကိုထွက်နေတယ်အဲ့တော့ Leverkusen အသင်းရဲ့ အာ LWB ကစားနေတဲ့ Grimaldo ပေါ့နော် Grimaldo က Liverpool မှာ LWB ကစားရတဲ့သူပဲ Liverpool မှာရောက်ခင်ကဒီ Benfica မှာတော့ LB ပဲကစားလာအဖူဘက်ဆစ်ဆစ်ဖြစ်တယ်ပြီးတော့ Barcelona လူငယ်ကယ်ဒမီကထွက်လာတယ် Spanish Spain ကစားသမားလည်းဖြစ်တယ်ပေါ့နော်အဲ့တော့ဖြစ်နိုင်ခြေရှိတဲ့ option လို့ကျွန်တော်တို့ပြောရမယ်ပြီးတော့ဒီ AC Milan အသင်းမှာကစားနေတဲ့ Theo Hernandez ပေါ့နော် Theo Hernandez ကလည်းဒါ Madrid Bound ကစားသမားတစ်ခုဖြစ်ခဲ့တယ်ပေါ့နော်အဲ့တော့သူ့ကိုလည်းခေါ်ယူနိုင်ခြေရှိနေတယ်ပေါ့လေအဲ့တော့ Real သိကြတယ် ဒီခန်းစစ်ပိုင်းကိုမြေလည်ပြောင်းလဲမှုပြုလုပ်မှာဖြစ်ပြီးတော့အလွန်ဆိုလိုချင်တဲ့ setup ရရှိမယ်လို့ကျွန်တော်ယူဆရတယ် real အတွက်ကစားသမားခေါ်ယူတာပြဿနာမဟုတ်ဘူးဘာလို့လဲဆိုတော့လူတိုင်းလာကျင်နေရအောင်ဒီအသင်းအဲ့တော့သူ nameless ပြန်ထွက်ဖို့ပဲလို့เนาะ nameless ပြန်ထွက်ဖို့ပဲလို့ရယ် well united ပတ်စံရှိတယ် well united အဲဒီအရှိန်အဝါရှိနေတော့ကျွန်တော်တို့ဒီယာဒီမှာဒီလိုယာဒီမှာတော့အလွန်ဆိုရောက်ရှိလာခြင်းနဲ့အတူဒီ cancel by ရေလံကြောင်းလည်းမှုအမြင်ရမယ်လို့ကျွန်တော်ကတော့ယူဆမိတယ် โอเคပါကိုဒါ Xavi Alonso ပေါ်နည်းနည်းလေးဟိုပြိတ္တတွေကတော့အမှန်တမ်းပြောမယ်ဆိုရင်ဒါလက်ရှိ confirm မလုပ်သေးတဲ့အခြေအနေတစ်ခုမှတော့မှ Xavi Alonso Real ကိုရောက်မယ်ဆိုတဲ့သတင်းပေါ်ကိုဒါ Madrid ပြိတ္တတွေတော်တော်ကြီးကိုကြိုးစုံနေကြတယ်ဆင့်လို့ရှားတဲ့နေထားရလေဒါအခုလို့မြင်ရတယ်တစ်ဖက်မှာဒီလိုမျိုးပေါ့နော်ရှာပြီးလုံဆိုပေါ်မျောလင့်ထားတဲ့အခြေအနေတကူကဒီပထမဆုံးຢာဒီမှာအလုံးဆိုအတွက်ဒီဖိအားများဖြစ်စင်မလားပေါ့နော်ဒါအလုံးလို့ရတဲ့အခြေအနေတကူမှာဒီအခြေအနေရောဒါစစ်သူဘယ်လိုမြင်မိလဲပြင်ကြီးဟုတ်ကော ဒီပြည်သက်တွေကအရင်ကြိုးဆိုတယ်မျော်လဲမျော်လင်းကြတယ်သူလုပ်ပြခဲ့တယ်လွန်ဆိုလုပ်ပြခဲ့တဲ့အရာကြီးကမဖြစ်နိုင်တဲ့အရာကြီးတခုပေါ့နော်ဒါပွဲ50တပ်ပွဲ and beaten record ရတယ်ပြီးတော့ဒီဖလားသုံးလုံးနှီးဆက်ခဲ့တယ်ပြီးတော့အမဘေးချန်ပီယံဆုဘိုင်မြူနစ်ကိုကျော်ပြီးတော့ပူဆွဲခဲ့တယ်အဲ့တော့သူလုပ်ပြခဲ့တာရေတော်တော်လေးအဲခိုင်ပါတယ်ပေါ့လေပြီးတော့အလွန်ဆိုရဲ့ပြတ်တမ်းမှု လို့ဆိုရတဲ့တန်မှုကဒီထိတ်တန်းအဆင့်တွေကြီးမှာဘယ်တော့ရှော့ဖြတ်တန်းခဲ့တာပေါ့နော်အဲ့တော့ကစားသမားဘဝမှာလည်းကဒါဆိုစီတဲ့အတင်းကနေကြော်ကြားလာတယ်လီဗာပူးရောက်တယ်ပြီးတော့ဒီရီယယ်မက်ဒရစ်ရောက်တယ်ဘိုင်းမြူနစ်ရောက်တယ်အဲ့တော့ပြောမယ်ဆိုရင်ဘီယန်ရောက်ကြော်တယ်ကဲတကယ်ကိုထိတ်တန်းနီးပြားနေတယ်ဘယ်တော့ရှော့လက်တွဲခဲ့တာတကယ်တက်စကယ်မာစတာကြီးပြီးတော့တက်စကယ်မာစတာကြီးထဲမှာဆိုကျွန်တော်တို့ဘင်နီတက်စ်တို့လို့ထည့်ရမှာပေါ့နော်ပြီးတော့ဒီကစားသမားလုံးစော်မှုရောဒီဘူးဟာရောတကယ်ကျွဲဝတဲ့မော်ရီယိုတို့ကာလိုအန်ချယ်လော့တီတို့ပြီးတော့ ဒီသူ့အနေနဲ့ဘာမျိုးရှိမှာကြတော့ဒီ Guardiola လိုနီးပြနဲ့ဆိုတော့သူ့ရဲ့ Guardiola တယ်နော်သူ့ရဲ့ဒီ football knowledge ကြီးอ่ะအကျယ်အပြည့်အကြီးဖြစ်တယ်ပြီးတော့ဒီ Real Madrid နဲ့သူ့ရဲ့ connection ကလည်းကြီးတယ်ပေါ့လीအဲဒီသူ2018မှာအဲ UEFA ရဲ့ဒီ question တင်တဲ့ပြီးတော့အဲသူသူ့သူ့နဲ့ debate တွေကသူ့ရဲ့ Raul ရဲ့အဲ Xavi ရေပေါ့နော်အဲသူတို့အုပ်စုကဒါတော်တော်ထူးချွန်ပါလေအဲ့တော့ အလွန်ဆိုရ user လေးအသင် real user လေးအသင်တစ်နှစ်ခန့်ကင်တွယ်ခဲ့တယ်ပြီးတော့မှသူဆိုစီဆက်ပြီးအသင်ကိုရွှေ့တာပေါ့နော်အဲ့တော့သူ ਨੇ real madrid ကြားထဲမှာဒီဆက်နွယ်မှုလေးကောင်းဆက်နွယ်မှုအရင်ကောင်းလာလေရှိတယ်ပြီးတော့သူ့ရဲ့အရှိန်ဟွာသူ့ရဲ့လုံးပြတ်ထားတာကြောင့်ပြည်သက်တွေကလည်းမျောလင်းအဲ့တော့ဒီအရာကိုကင်တွယ်နိုင်မလားဆိုတာလည်းအချက်မှာကျွန်တော်ကကင်တွယ်နိုင်တယ်လို့မြင်တယ်ပေါ့လေဘာလို့လဲဆိုတော့အလွန်ဆိုနေတဲ့တရည်ချင်းသူကဒီဆောက်နေတဲ့ပုံစံမျိုးသူသူ့ရဲ့နီးပြဘွားကိုဒီဆောက်မှုကိုကြည့်မယ်ဆိုရင်သူ real society ဘီအသင်ကိုကင်တွယ်နေအဲ့ဒီအချိန်မှာသူ့အသေးအံလိုချင်တာ ဂွာဒီယိုလာအသေးတန်းချက်သူ့ရဲ့လက်ထောင်ဒီကလာလို့ဖို့အတွက်အာတီတာထက်ပို့ပြီးတော့ဟိုသဘောကျတယ်လို့ပြောလို့ရတယ်ဂွာဒီယိုလာကအလွန်ဆိုမှအလွန်ဆိုဖြစ်နေခဲ့ဒါပေမဲ့မသွားဘူးဟိုဒီဆိုစီတဲ့ဘီအသင်းပါပဲသူ့အတွက်သူ့မိသားစုနဲ့ဟောသူ့မိသားသူကလည်း best data ကအဲ့တော့သူ့မိသားစုဟောပြီးတော့သူ့ရဲ့ဒီအတိုင်းမျိုးအဲ့မှာပို့ပြီးအခြေချမိတယ်သူဥစားသူအမှအကြာကြီးနေခဲ့တယ်ကံလန်းမှုတွေတစ်ချိန်လုံးရှိနေတယ်ဒါပေမဲ့သူမသွားဘူးသူအဲ့ဒီ PR တွေကိုခေါင်းကိုကင်ပေးခဲ့တယ် ပြီးတော့ Liverpool ဆင်ရောက်တယ်ပေါ့နော် Liverpool ဆင်မှာကျွန်တော်တို့မနစ်လုံးအောင်ဆိုရင်တော့မနစ်လုံးအောင်မြင်ပြီးွားတွေထွက်တယ်ပေါ့နော်အခုအဲ့လိုမဟုတ်အောင်မြင်ပြီးတဲ့အချိန်နောက်တစ်တရာဒီခုထပ်ပြီးတော့ဂိုင်တွေခဲ့တယ်ပုံမှန်အားဖြင့်အဲ့ဒီလောက်ထိအမြင့်ရောက်သွားပြီးဆိုရင်ဂိုင်တွေကအရန်ခတ်ပြီးတော့ထိုးချသွားတဲ့သာတာကလည်းအများကြီးရှိတယ်အဲ့တော့ Liverpool ဆင်ဒီရဒီမှာကြီးတဲ့အခါမှာကျွန်တော်တို့ထိုးချသွားတာမဟုတ်ဘူးကြားတော့ကြားတယ်ပေါ့နော်ဒါတော့ဒီလောက်ထိအမြင့်ကြီးတက်သွားပြီးရင်တော့သူတို့ရဲ့လူဝင်ရားနဲ့အဲ့ဒါကိုထိန်းထားဖို့ဆိုတာမဖြစ်နိုင်ဘူးအဲ့တော့ဒါပေမဲ့သူ့စီကကျွန်တော်တို့မြင်ရတာကသူအတိုင်းအတာတစ်ခုတည်းထိန်းထားနေတာမြင်ရသူဒုတိယ အဲဒီဒုတိယနေရာမှာရှိတယ်ဘောနော်ချန်ပီယံလိမှာလည်းမဆိုးလာတဲ့ reset တွေကျွန်တော်တို့မြင်ရတယ်အဲ့တော့ကျွန်တော်ခြုံကြည့်မယ်ဆိုရင်အမ်လက်ခံလို့ရတယ်ပြောမယ်ဆိုထိန်းတန်းအဆင့်ရဲ့ဒီ PR တွေထိန်းတန်းအဆင့်ရဲ့ပြဿနာတွေရှိခုနလိုမျိုးထိန်းဆုံးအရောက်ပြီးရင်ဘယ်လိုထိန်းထားမလဲဆိုတဲ့အရာမျိုးတွေအဲ့တော့သူဟာဒီအရာတွေကိုအဲဒီခုံတူးမမထွက်ရင်တော့ဒီအကောင့်ဆုံးလုတ်ပြထားတဲ့အနေအနေထားမှာရှိတယ်ကျွန်တော် credit ပေးလို့ရတယ်ပြီးတော့သူရဲ့ဒီ praise group ဖြစ်ခဲ့တဲ့ဒီဖလားနှလုံး promotion တပည့်ရခဲ့တဲ့ယာတင်နဲ့ပေါင်းကြည့်လိုက်မယ်ဆိုရင်သူ့ရဲ့စွမ်းဆောင်ရည်သူ့ရဲ့ PR တန်ခံနိုင်မှု တော်တော်လေးကိုအဆင်ပြေလို့ကျွန်တော်အတော့ယူဆမိပါတယ်ခုဟုတ်ကဲ့ပါဒါစီတူဒါအလွန်ဆုံးနဲ့ပတ်သက်တာတွေနောက်တစ်ရီယန်နဲ့ပတ်သက်တာတွေဒါသုံးသပ်ပေးသွားတာသူတို့လေးလေးလည်းဒါစိတ်ဝင်စားစရာကောင်းပါတယ်ဒီအလွန်ဆုံးအနေနဲ့ဇီဒန်လိုမျိုးပေါ့လေဒါဇီဒန်ကလည်းမန်တန်ပြောရလို့ဆိုရင်ဒါအလွန်ဆုံးတော့ ဒီပြတွေ့ကြုံရှိခဲ့တဲ့အခြေအနေတစ်ခုမှာဒါ real ကိုဂိုင်တွေ့တယ်ဒါ chimney တွေဒါအားသင်းရလောင်တော့သုံးနှစ်ဆက်ယူသွားခဲ့တယ်ဒီလိုမျိုးပဲဒါ shopping လုံးဆိုရလဲဒါ real မှာ chimney လေးအောင်မြင်မှုတွေနောက်ထပ်ဒါလူတွေထင်မှတ်မထားတဲ့အောင်မြင်မှုတွေယူပြနိုင်မလားဆိုတော့ဒါအခုဒါဆုံးကြည့်ရမှာပေါ့လေဒါအလုံးစုံနဲ့ပတ်သက်ပြီးတော့မှ trash လက်ရှိ trouble နေတဲ့တင်လေးကိုစီတူသုံးသပ်ပေးပါလားကျေးဇူးထူးတင်ရှိပါတယ်ကြည့်ရှုအားပေးကြတဲ့ soccer hope ပရိသတ်တူချင်းစီကိုလည်းကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ